အားလုံးပဲမြင်လာပါခင်ဗျာဒီနေ့တနင်္ဂနွေနေ့မှာဆိုလို့ရှိရင်လေပရီးမီးယားလိပွဲစဉ်အပြင်တခြားသောဒါလိပွဲစဉ်တွေအများပြားရှင်ပြိုင်ကစားဖို့ရှိပါတယ်ဆိုတော့ထုံးစံအတိုင်းပွဲကြိုသုံးသပ်ရွေးချယ်ခံမှန်းမှုလေးပြုလုပ်ပေးကြပါတယ်ဆိုတော့အဓိကကတော့ပရီးမီးယားလိပွဲစဉ်နဲ့ဘွန်ဒက်စ်လီဂါပွဲစဉ်ပေါ့နော်နှစ်ပွဲကိုကျွန်တော်ရွေးချယ်သုံးသပ်တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်ဒီနေ့အကြိုက်ဆုံးပွဲစဉ်လေးနှစ်ပွဲပါဆိုတော့ပထမဆုံးအနေနဲ့ဒီနေ့ည9:00ခွဲမှာရှင်ပြိုင်ကစားမယ်ဖုံးမောက်တင်တဲ့ Manchester United အသင်းရဲ့ပွဲစဉ်လေးကိုစပြီးတော့ခံမှန်းပေးကြပါတယ်ဆိုတော့အရင်ဆုံးဒီနှစ်သင်းရဲ့ပွဲစဉ်ရဲ့ အာပထမအကြောအရလက်လေးကိုအရင်ပြောချင်ပါတယ်ပထမအကြောကတော့ United တင်းရဲ့အင်ကွင် Ultra 4မှာတော့မှဖုံးမောက်တင်းရတာ၃ခုကိုမရှိဆိုရရလက်မျိုးနဲ့ United ကိုအနိုင်ယူနိုင်ခဲ့တယ်ဆိုတော့ဒီနေ့ပွဲစဉ်မှာ United အနေနဲ့ဒါအသင်းကြီးလည်းဖြစ်တဲ့အနေအထားအရတိတ်ခါပိုင်းအရဖုံးမောက်တင်းရဲ့အင်ကွင်မှာဒါပြန်ပြီးတော့ဒါအနိုင်ရရှိဖို့ကြိုးစားရမယ့်အနေအထားမျိုးလေးမှာရှိတယ်တစ်ဖက်ကဖုံးမောက်တင်း ဘက်ကိုကြည့်မယ်ဆိုလို့ရှိရင်လည်းဖုံးမောက်အတင်းရဲ့ conferently လောက်အထိကိုဒါမျောလင်းလို့ရနေတာမျိုးရှိတယ်လက်ကျန်ပွဲစဉ်တွေမှာရလက်ပိုင်းကောင်းပြီးတော့ရမှတ်တွေအာစုဆောင်းနိုင်မယ်ဆိုလို့ရှိရင်တော့ conferently လောက်အထိကိုဝင်ခွင့်ရှိနေတာမျိုးရှိတယ်ဆိုတော့ဖုံးမောက်အတင်းအနေအထားနဲ့ဒါဥရောပဝင်ခွင့်ဖြစ်တဲ့ conferently ကိုဝင်ခွင့်ရတယ်ဆိုရင်လည်းဒီရာစီတို့အတင်းအတွက်ဒါအောင်မြင်မှုလို့ပြောလို့ရတယ်ဒါကြောင့်လည်းဒီနေထားမှာပထမဆုံးအနေနဲ့ဖုံးမောက်အတင်းကအင်ကွင်းကနေပြီးတော့ဗောနော်အာရှအကြောပေးမှုအရာ160အနိုင်ဆိုတဲ့အကြောပေးမှုလေး အကျော်ပေးလာဖုံးမောက်အတင်းရဲ့အကျော်ပေးမှုကတော်တော်လေးပြင်းနေလူရာထပ်ပူပြီးတော့ပြင်းရှတယ်လို့တော့ကျွန်တော်တို့သုံးသပ်လို့ရတယ်ဆိုတော့တစ်ဖက်ကအတင်းကြီးဖြစ်နေတယ် Manchester United ဖြစ်နေတယ်အိမ်ဝင်းဖြစ်တော့ညာလဲဒါ level 60တူမဟုတ် level အရှုံးလောက်ဆိုလို့ရှိရင်တော့မှတော်တော်ပြင်းရှတဲ့ကြေးမျိုးလို့ပြောလို့ရတယ်လက်ရှိအနေအထားကဖုံမောက်အတင်းကားတော်မှအတင်းကြီးတွေပေးတဲ့ကြေးပုံစံမျိုးအတိုင်းတလုံးသွင်းနေအောင်မှ အပြည့်မနိုင်မဲနဲ့60ပဲနိုင်ပြီနှလုံးသွင်းမှအပြည့်နိုင်ဆိုတဲ့ကြေးပေးမှုလေးကတော့ Bookiri အနေနဲ့ဘာတွေလှည့်ကွက်လုပ်နေလဲပေါ့နော်စိတ်ဝင်စားဖို့တော့ကောင်းတယ်ဆိုတော့သူတို့နှစ်သင်းရဲ့ reason form အကြည့်အောင်ဖုံးပေါက်သင်းလဲနောက်ပိုင်းပွဲစဉ်တွေရလက်တွေကတော့လုံးဝမကောင်း Premier League နောက်ဆုံးကစားခဲ့တဲ့6ပွဲမှာဆိုလို့ရှိရင် Fulham အသင်းကို1-0ဆိုတဲ့ဟိုရလက်နဲ့နိုင်ခဲ့တာလွယ်လို့ကျန်တဲ့ပွဲစဉ်တွေမှာအာရှုံးနေခဲ့တာမျိုးတွေတည်ကြခဲ့တာမျိုးတွေနဲ့ရာသီကုန်ကန်ကြီးရောက်လေဖုံးပေါက်သင်းနေတဲ့ခြေစွမ်းပိုင်းကအာရုံးကန်ရလေ ဖြစ်လာတာမျိုးရှိတယ်။နောက်ဆုံးရှစ်မှန်ကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Crystal Palace အသင်းကိုဂိုးမရှိသေးရလက်ဆိုပြီးတော့ပေါ့နော်။ဒါတေးရလက်သာထွက်ပေါ်အောင်ကစားထားနိုင်တယ်။ဆိုတော့တစ်ဖက်က Manchester United အသင်း Manchester United အသင်းကလည်းဖုံးပေါက်တင်းတီးတူပဲရလက်ပိုင်းလုံးဝမကောင်းဘူး။နောက်ဆုံးရှစ်မှန်ကစားခဲ့တဲ့ Premier League ၄ပွဲစပ်မှာအာနိုင်ပွဲပျောက်ဆုံးထားတယ် Forest ကိုရှုံးတယ် City နဲ့တရေကြတယ် Newcastle ကို4-1နဲ့ဂိုးပြတ်ရှုံးတယ်နောက်ဆုံးရှစ်မှန်ကစားခဲ့တဲ့ပွဲစဉ်မှာလည်း England Old Trafford မှာပဲ Wolves ကို1-0နဲ့ရှုံးနေတဲ့ ခဲ့ရတာမျိုးရှိတယ်ဆိုတော့ Premier League Premier League ပွဲစဉ်တွေမှာရလပိုင်းမှကောင်းတဲ့နှစ်သင်းရဲ့တွေ့ဆုံမှုဆိုတော့ဒီနေ့ထားမှာဖုံးပေါက်သင်းရဲ့အကျိုးပေးမှုကကျွန်တော်ရှေ့ရပြောသလိုတော်တော်လေးပြင်းရှားနေတာမျိုးတွေ့ရတယ်ဆိုတော့အာဒီအာဒီဖုံးပေါက်အသင်းထက်ခြေရမ်းမြင့်တဲ့ Nottingham Forest ရလပိုင်းလဲကောင်းတာတဲ့အသင်းပြီးတော့ဒါ Spurs ဆိုလို့ရှိရင်လဲပွင့်လင်းပြောမယ်ဆိုလို့ရှိရင်တော့ဖုံးပေါက်အသင်းထက်ခြေရမ်းမြင့်တဲ့အနေထားမှာရှိ တို့နှစ်သင်းတောင်မှ Manchester United အသင်းကို level 80သို့မဟုတ် level 90လောက်ပဲအကျော်ပေးတဲ့အနေထားမှာဖုံးပေါက်ကတော့160အနိုင်ဆိုတာကြီးရတော့တော်တော်လေးပြင်းရှာတာမျိုးရှိတယ်။ဆိုတော့ရမတ်လိုအပ်ချက်ကြောင့်လားဖုံးပေါက်အသင်းနေနေပေါ့နော် Conference League ကိုဝင်ခွင့်ရဖို့အတွက်ရမတ်လိုအပ်ချက်ကြောင့်လားဆိုတော့ United ကလည်းကျွန်တော်ကပြောလို့တိတ်ခါပိုင်းအရာမဖြစ်မနေပထမအကျော်မှာ3-0နဲ့ရှုံးလာတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုအနိုင်ရအောင်ကြိုးစားလာမယ့်အနေထားမှာအဲ့လောက်ကြီးတော့မပြင်းရှာသင့်ဘူး။နောက်တော့တစ်ချက်က United အနေနဲ့ကတော့လာမယ့်ပွဲစဉ်ကတော့ Bilbao အိမ်ခွင့်မှာ Europa League League ကစားဖို့ရှိတယ်။ဆိုတော့ Europa League ရှိတဲ့အတွက်ကို United အနေနဲ့ဒါ Premier League ဘက်ကိုအာယုံစူးစိုက်မှုရောနယ်လာမှာဖြစ်လို့ ်ဒီလိုမျိုးအကျော်ပေးမှုတွေကမြင့်တက်လာတာလားပေါ့နော်အဖက်ဖက်ကကျွန်တော်တို့စဉ်းစားမယ့်အနေအထားမျိုးလေးဆိုတော့ line up ကိုကြည့်မယ်ဆိုလို့ရှိရင်လည်း line up အရာကြည့်မယ်ဆိုရင်လူစင်းကတော့တိတ်တော့မကွာဘူးဖုံးပေါက်တင်ကတော့ injury ကစားသမားတွေကင်းစင်နေပြီးတော့ဒါအင်ပြစ်အပြစ်ရှိနေတယ်နောက်တန်းမှာဆိုလို့ရှိရင်လည်းအသင်းကြီးတွေအဓိက Liverpool အသင်းနဲ့တင်းထွက်နေတဲ့ Carras လိုကစားသမားမျိုးတွေ Huijsen လိုကစားသမားမျိုးတွေပွဲထွက်လာမယ့်အနေအထားဆိုတော့ line up ကဖုံးပေါက်တင်ကတော့နည်းနည်းလေးတာတယ် United ဘက်ကတော့ Zaha ကအင်ဂျူရီရနေတာမျိုးရှိလို့အာမတ်လည်းပြန် ပါဝင်နိုင်ခြင်းမရှိသလို Martinez တို့တခြားသောအစားသမားတွေလည်း injury ရနေတာမျိုးရှိတယ်။ဆိုတော့ဒီနေ့ထားလေးကြောင်းလာပါဘောနော်။ဆိုတော့ကျွန်တော်ဖိနိုင်ဝင်ရ lineup လေးခမန်းကြည့်ရအောင်ဘောနော်။ဆိုတော့ဖုံးမောက်တင်းကတော့ tight sit ပိုင်းမှာဒါ Elvisin ကို striker နေရာမှာအသုံးပြုလာပြီးတော့တောင်ပန်နေမှာကတော့ခြေစွမ်းပြနေတဲ့ Samuel နဲ့ဒါ Tavernier တို့အသုံးပြုလာနိုင်မှုရှိတယ်။ကွင်းလယ်မှာကတော့ Scott Adan နဲ့ အဲ clive တို့ပွဲထွက်လာဖို့ရှိနေပါတယ်နောက်ခံလူတွေနေရာမှာဆိုလို့ရှိရင်လည်းကျွန်တော်ရှေ့ရပြောတဲ့ကစားသမားကောင်းလေးနှစ်ဦးဖြစ်တယ်ပေါ့နော်ဒါ huyasin နဲ့ sabanyi က center back အတွင်းမှာပြီးတော့ caras နဲ့ smith နဲ့က full back ကိုသမားကလည်း keeper ပွဲထွက်လာမှာဆိုတော့ဖုံးပေါက်တင်းရဲ့လူစင်းရတော့မှပို့ပြီးတော့ strong ဖြစ်တယ်လို့တော့ ထင်တယ်ပေါ့နော်စောင့်ကြည့်ရမယ့်ကစားသမားတွေအနေနဲ့ကတော့ဒါဆမ်မီညိုရဲ့ကိုယ်လည်းကဒါကလိုက်ဗတ်တာဗာနီယာတို့ကတော့စောင့်ကြည့်ခြင်းစရာကောင်းတယ်တူရင်းဆက်ဆောင်ရင်းမြန်မာတွေကစားသမားတွေโอเคကျွန်တော် United ဘက်အချမ်းဝင်ကြည့်ရအောင်ဆိုတော့ Amore အနေနဲ့ကတော့ထုံးစံတိုင်း3 4 1ဆိုတဲ့ကစားကွက်မှာတိုက်စစ်ပိုင်းမှာရွေးချယ်စရာမရှိဘူး Ramos White လမ်းကိုပဲတုံးလာမယ်အာနောက်ထပ်ဒီ striker တွေလို့ပြောလို့ရတယ်ဗောနော်ဒီအဲကစားသမားတွေအနေနဲ့ဆိုလို့ရှိရင်တော့ Garnacho နဲ့ Fernandes ကိုတုံးလာဖို့ရှိတယ်။ Fernandes ကတော့ number 10 row ရဲ့ဒါညာချမ်းရဲ့မှာ ော် versatile တိုင်းပုံစံမျိုးနောက်ပိုင်းပွဲစဉ်တွေမှာအမိုရင်းကတုံးနေရဆိုတော့အဲဒီပုံစံမျိုးပွဲထွက်လာဖို့ရှိတယ်တိုက်စစ်ပိုင်းอ่ะဒါကွင်းလဲမှာဆိုလို့ရှိရင်တော့ Ugarte နဲ့ Casemiro ပဲပွဲထွက်လာနိုင်ပွဲရှိတယ်အဲ full back တွေမှာကတော့ Mazzuri နဲ့ Doku အဲ3 back မှာဆိုလို့ရှိရင်တော့နောက်ခံလူ3 back မှာဆိုလို့ရှိရင်တော့ Lucio နဲ့ Maguire Euro ကိုပြတာတယ်ကိုသမားကတော့ Onana ဒါတော့ United တင်ရဖြစ်နိုင်မွေရ line နဲ့ကျွန်တော်ရှေ့ရပြောတဲ့အဲဒါ Dalot တို့အဲပြီးရင်အဲ Matic Delight တို့ Ahmed တို့ အာစာစီတို့မာတီနက်စ်တို့ကတော့ဒီပွဲစဉ်ကိုလွဲချော်ဖို့တော့ရှိတယ်ဆိုတော့ line နဲ့အရာလဲကျွန်တော်ခုနကပြောလို့ဖုံးမောက်တင်ရတော့မနေ့လေးတာနေတဲ့အနေထားအင်ကွင်းအသာချက်လည်းရှိတယ်ဆိုတော့ Bokiri အနေနဲ့ United ကိုအထင်ကြီးရမယ့်အစားဖုံးမောက်ကိုတော်တော်လေးအထင်ကြီးရတဲ့အတွက်ကိုကြေးကိုတော်တော်လေးမြင့်ထားပုံအရာဆိုလို့ရှင်တော့ကျွန်တော်တို့ဒီပွဲစဉ်မှာဒါဖုံးမောက်တင်ကိုပဲ အဲရွေးချယ်ပေးကြတာမျိုးတော့ရှိပါတယ်တကယ်လို့ level 90 level 80ဝင်းကျင်ဆိုရင်တော့ကျွန်တော် United ကိုအရေးစုံပြီးရွေးရွေးမယ်ပေါ့နော်လက်ရှိအနေအထားမှာအသင်းကြီးဖြစ်တဲ့ပုံရိပ်မြင့်တဲ့အသင်းပြီးကျွန်တော်ပြောနေကြ Manchester United အသင်းဘယ်ကြေးပေါက်ပေါက် United ကိုပဲပေါ့နော်ဒါအာကျွေးချယ်တဲ့ဒူရီရှိနေတော့ညာလေဖိုးမောက်တင်ရဲ့ကြေးအမတရားပြင်းရှာနေတာဖြစ်တဲ့အတွက်ကိုဒီပွဲစဉ်မှာလည်းကျွန်တော်ထင်ပါတယ်ဘိုကီရီအထင်ကြီးထားတဲ့ဖိုးမောက်ပဲကြေးအောင်သွားနိုင်ပွဲရှိတယ်လို့တော့ထင်တယ်အကျွန်တော်ထင်တာကတော့ဖိုးမောက်အသင်းပေါ့နော်ကျင်းမြောင်းနဲ့ရလတ်လောက်နဲ့ဥမာ60လောက်ကပ်ပြီးစားသွားမယ်လို့တော့ထင်ပါတယ်ဖိုးမောက်ဘော်ရီကိုပဲရွေးချယ်ပေးကြပါတယ် အနောက်ထပ်ပွဲစဉ်ကတော့ကျွန်တော်တို့ဒါဘွန်ဒက်စလီကာပွဲစဉ်လေးကိုရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်ကတော့ဘိုချန်နဲ့ယူနီယံဘာလင်တို့တွေ့ဆုံနေတဲ့ပွဲစဉ်မှာဘိုချန်ကတော့နောက်ဆုံးကစားခဲ့တဲ့၅ပွဲမှာရလပိုင်းမကောင်းမဲနဲ့၅ပွဲစလုံးရှုံးထားတယ်တစ်ဖက်ကယူနီယံဘာလင်ယူနီယံဘာလင်ကတော့နောက်ပိုင်းပွဲစဉ်တွေမှာခြေပြန်မှန်ပြီးတော့နောက်ဆုံး၅ပွဲစဉ်မရှုံးထားဘူးအနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တွေမှာဆိုလို့ရှိရင်လေဒါလေဗာကူဆင်ကိုစီးစီးစတူဂတ်ကို4-4ဆိုတဲ့ရလမျိုးတွေနဲ့ အနိုင်အတည်ကြရတယ်ရှေ့မှာဆိုလို့ရှိရင် frame back ကို2-1နဲ့နိုင်ပြီးတော့ wolves back ကို1-0နဲ့နိုင်တာတယ် bayern ကိုလည်းတည်ကြီးကစားထားနိုင်တဲ့ခြေစွမ်းရှိတယ်ဆိုတော့ဒီပွဲစဉ်မှာလည်းထူးခြားချက်အနေနဲ့အထွက်ပေါ်လာတဲ့အကျော်ပေးမှုအရာတန်းစင်းစုံဒါအဆင့်18ကဇယားအောက်ဆုံးကဘိုချန်ရလောက်ပိုင်းလဲနောက်ဆုံး၅ပွဲမှာရှုံးလာတဲ့ဘိုချန်အတော်မှာ level 30နဲ့40ဝန်းကျင်ကြာအကျော်ပေးလာတာမျိုးရှိတယ်ကိုပေါင်းကြီးရတော့3လုံး90အနိုင်ဆိုတဲ့အကျော်ပေးမှုလေးရှိပါတယ်ဆိုတော့ဘလို့ပဲကြည့်ကြည့်ပါ Union Berlin နဲ့ Bochum ဆိုလို့ရှိရင် Union Berlin ကလူစင်းအရလဲတာတဲ့အနေထား recent form တွေအရလဲ အလက်ရှိ recent found တွေကဘိုချန်ထက်အများကြီးတာတယ်အမှတ်ပေးစရာ ranking ရလည်းအများကြီးတာနေတဲ့အနေထားမှာ Union Berlin ရတော့မှအကျော်မပေးရင်တော့မှဒါတဲတဲဆိုတာမျိုးလေးဖြစ်နိုင်ရင် Union Berlin တော့အနိုင်ရရှိမဲ့ကြေးဆိုလို့ရှင်တော့ Union Berlin တော့မှရေးရဲတင်းတင်းဒါလည်းပဲအ90လောက်ပေါ့နော်ပေးတင်တာမျိုးရှိလက်ရှိမှာတော့အမှတ်ပေးစရာအောက်ဆုံးက ငါးဘွဲဆက်ရှုံးတာတဲ့ဘူချန်ကတော့မှ level 40အင်ခွင်းမှာအကျော်ပေးလာတာတော့စိတ်ဝင်စားဖို့ကောင်းတယ် DJ ပုံစံမျိုးလေးနဲ့တူတာကတော့မနေ့ကလည်း hosting နဲ့ motion club ဘွဲစဉ်အဲ့ဘွဲစဉ်မှာလည်းကျွန်တော် member group မှာဆိုကျွန်တော် hosting ကိုရွေးချယ်ပေးခဲ့တာမျိုးရှိတယ် hosting ဒီလည်းအဲ့လိုပဲဇာတ်အောက်ဆုံးမှာပေါ့နော်အဲပြီးတော့ဒီ motion club ကကြေးကြံကြေးပြန်အကျော်ပေးရမယ့်အစား hosting ကတော့ပြန်ပြီးအကျော်ပေးတဲ့အနေထားမှာကျွန်တော် hosting body ကိုရွေးချယ်ပေးခဲ့တာမျိုးရှိတယ် hosting ကဒါ43နဲ့နိုင်သွားတာမျိုးရှိတယ်ပေါ့နော်ဆိုတော့လက်ရှိနေထားရဘူချန်ဒီလည်းလက်ကြံပွဲစဉ်တွေကို ာအနိုင်ရရှိခဲ့မယ်ဆိုလို့ရှိရင်တော့တန်ဆင်းစုံကဟိုလွတ်နိုင်မယ်အနေအထားလေးမလွတ်နိုင်ဘူးဆိုလို့ရှိရင်တော့မှ relegation playoff ကန်လို့ရတဲ့အနေအထားမျိုးလေးရှိတယ်ပေါ့နော်အဲဒါကြောင့်လဲအအခြေပြန်အကျော်ပေးလာတာလားဘလူးဝဲဖြစ်ဒီပွဲစဉ်ကတော့ဒါဒဲဂျီမျိုးတောင်ပေါက်တဲ့အနေအထားမှာဘိုချန်က level 40ဆိုတာတော့ပြင်းရှားတယ်လို့တော့ကျွန်တော်ထင်တယ်ဒါကြောင့်ဒီပွဲစဉ်မှာလဲအာ ဘူဂီရီရှိန်နေတယ်ပေါ့နော်ဘူချန်အိမ်ကွင်းကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ဒီပွဲစဉ်မှာလည်းကျွန်တော်ဘူချန်ဘော်ရီလေးကိုရွေးချယ်ပေးခြင်းပါတယ်ဒါတော့တနင်္ဂနွေနေ့မှာရှင်ပြိုင်ကစားမဲ့ပွဲစဉ်တွေကအကြိုက်ဆုံးပွဲစဉ်တွေနှစ်ပွဲကိုရွေးထုတ်ပေးခဲ့တာလည်းဖြစ်ပါတယ်ပရီးမီးယားလိဂ်ဆူပါလာကြီးရဲ့အဆုံးဖြတ် ဖြစ်မဲ့ကျွန်တော်တို့လီဗာပူးတင်းတဲ့စပါတင်းရဲ့ပွဲစဉ်ကိုရယ်လီဗာပူး channel မှာအပြည့်စုံပွဲကျုပ်သုံးသက်ချက်လေးတင်ဆက်ပေးထားပါတယ်အမှတော့ကြည့်ရှုလို့ရပါတယ်ကြည့်ရှုအားပေးကြတဲ့ညီကိုတွေအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ကျွန်တော်တို့ရဲ့ member group လေးကိုဆက်သွယ်မယ်ဆိုလို့ရှိရင်လည်းကျွန်တော် Viber နံပါတ်လေးချပေးထားပါတယ်တက်တာသောနှုံထားလေးနဲ့တခြားသောလီပွဲစဉ်တွေရဲ့ရွေးချယ်သုံးသက်မှုတွေကိုကျွန်တော်တင်ဆက်ပေးမှာလည်းဖြစ်ပါတယ် Viber group လေးအဲ့မှာဆိုတော့ member group လေးကိုလည်း join လို့ရပါတယ်ကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ